မီးလေးမြမိုးခင်ကာကို ခရီးယံမာတာဝင်အဖြစ်သတင်းကဘုရားသခင်ရဲ့သားသမီးဖြစ်စေခဲ့တဲ့ဆိုတော်ချမ်းချမ်းမင်္ဂလာပါပရိသတ်ကြီးရှင်အစိုးရချမ်းချမ်းဟာပထမအိမ်အောင်ဖြစ်တဲ့တရုတ်ဆောင်ဖုံတိုင်းနဲ့အိမ်အောင်ကြပြီးတဲ့နောက်တမီးလေးမြမိုးကင်ကာကိုတမီးဦးလေးအနေနဲ့ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ကိုခွေရဘာသာမတူကြတဲ့အစိုးရချမ်းချမ်းနဲ့တရုတ်ဆောင်ဖုံတိုင်းတို့ဟာနောက်ပိုင်းမှာအိမ်အောင်ရေးအဆင်မပြေဖြစ်လာခဲ့တာကြောင့်နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြတာလည်းဖြစ်ပါတယ်။ အဲဒီနောက်မှာတော့အစိုးရချမ်းချမ်းကအီတလီနိုင်ငံသားနဲ့ဒုတိယအိမ်နောက်ကြခဲ့ပြီးသမီးလေးနှစ်ယောက်ထပ်မံထွန်းကားခဲ့တာလည်းဖြစ်ပါတယ်။အီတလီနိုင်ငံမှာခင်မိုးဖြစ်သူနဲ့လိုင်းလံနေထိုင်ခဲ့ပြီးတဲ့နောက်တမီးကြီးမြမိုးကင်ကာကိုလည်းသူမစီမားပဲခေါ်ဆောင်ထားခဲ့တာလည်းဖြစ်ပါတယ်။အစိုးရချမ်းချမ်းကတမီးလေးမြမိုးကင်ကာဟာသူမစီကိုရောက်နေခဲ့တာ၃နှစ်ရှိပြီလို့လည်းဆိုပါတယ်။ ငရွယ်စင်ကမိဘနှစ်ပါးလမ်းခွဲခဲ့ချိန်မှာအဆင်ပြေအောင်နေထိုင်ခဲ့တဲ့သမီးလေးဟာအရာရာကိုအသက်ရွယ်နဲ့မမျှရင်ဆိုင်ခဲ့ရတယ်လို့လည်းဆိုပါတယ်ချမ်းချမ်းဟာသမီးလေးကိုတော့2025ခုနှစ်ဇွန်လထဲမှာပဲခရီးယားဘာသာဝင်အဖြစ်တရားဝင်အသိအမှတ်ပြုပေးခဲ့တာဖြစ်ပါတယ်။ နာမတော်ခံယူခြင်းအစီအစဉ်နဲ့အတူတမီးလေးကိုဖခင်ဖြစ်တဲ့သူမအမျိုးသားကလည်းတမီးလေးကိုစနေတနင်္ဂနွေနေ့တိုင်းဖခင်เจ้าကိုပို့ဆောင်ပေးခဲ့ပြီးဖခင်ရဲ့တမီးတော်အဖြစ်ယုံကြည်သက်ဝင်လာအောင်လမ်းညွန်ပြသပေးခဲ့ကြောင်းပြောပြထားတာလည်းဖြစ်ပါသည်။အစတော်ချန်ချဲရဲ့ခင်မုန်းဖြစ်သူမိသားစုကလည်းမြာမိုကင်းကလေးအပေါ်မှာနွေးနွေးထွေးထွေးဆက်ဆံပေးကြသလိုလူတိုင်းနဲ့လာရောညှိထွေးနေတတ်တဲ့မြာမိုကင်းကလေးအတွက်လည်းအစအစရရာဆင်ပြေခဲ့တာလည်းဖြစ်ပါသည်။ တမီလေးမြမိုခင်ကဟာဖခင်ဖြစ်သူကဗုဒ္ဓဘာသာဝင်ဖြစ်ပြီးမိခင်ဖြစ်သူကခရစ်ယာန်ဘာသာဝင်ဖြစ်တာကြောင့်မိဘနှစ်ပါးစလုံးရဲ့ဘာသာရေးနဲ့ပတ်သက်ပြီးသူမယုံကြည်ရာကိုရှာဖွေခဲ့ကအခုချိန်မှာတော့ခရစ်ယာန်ဘာသာဝင်အဖြစ်ဖခင်ကိုယုံကြည်ကြောင်းဖွင့်ဟလာခဲ့တာကြောင့်ဖခင်ရဲ့တမီတော်အဖြစ်ယုံကြည်သက်ဝင်စွာနဲ့ဝင်ရောက်သွားခဲ့တာပဲဖြစ်ပါတယ်